နေ့ကျွန်တော်တို့ဟာကြောက်ဆယ်မြို့ရဲ့တကူးကြီးမာရွှေသိန်းတော်ကြီးဖရာကိုတွားရောက်ဖုံးရောက်ကြည့်ရမှာဖြစ်ပါတယ်။ရာသီဥတော်လည်းတာတာရာလေးရှိပါတယ်။အခုတော့ကျွန်တော်တို့ဒါကြောက်ဆယ်မြို့ရှောင်းလမ်းနေပြီးတော့ရန်ကုန်မန်းလေးလမ်းအောင်ဘက်ကိုထွက်နေတာဖြစ်ပါတယ်။မာရွှေသိန်းတော်ကြီးဖရာကရန်ကုန်မန်းလေးလမ်းဟောင်းပေါ်မှာရှိပါတယ်ခင်ဗျာ ဒါဆိုရင်တော့မဟာရှိသိန်တော်ကြီးဖရာပြဘုံထဲကိုဝင်ရောက်လာဖြစ်ပါတယ်

မြန်မာနိုင်ငံသားဗုဒ္ဓဘာသာတွေတာမပါနိုင်ငံသားတွေပါယုံကြည်သွားနဲ့လာပြီးတော့ဒီမှာဖွဲ့တွေပြေးနေတာတွေ့ရပါတယ်ဖျားရည်နဲ့တော့ပတ်ပတ်လေးအပြည့်ပေါ့နော်တပတ်လုံးပဲငါတို့ပဲအုံဝိုင်းနဲ့ပြည့်နေတွေ့ရပါတယ် တက်ပြီးတော့ရာဇတ်ကလည်းပြီးအဲ့ဒါတရားစီရင်လို့ပေါ့တရားစီရင်တရားစီရင်တုံးတယ်ဟုတ်တယ်မလားအမ်ဒါကောင်းတယ်ဘာမှမဟုတ်ဘူးလို့မှာရောတည်တယ်။အော်။ဒါကတော့ဆိုင်ကြီးတက်ပြီးလို့ပါမလား။အော်ဟုတ်ကဲ့။ဒါတော့ဝေးတဲ့ဘိုင်ကချစ်လို့မအားလို့မလာနိုင်ဘူး။ပုံလေးဆက်လိုက်ပါဘီယိုဘောလေးနဲ့ကပ်ပေးတယ်။ဆက်ဆံကြလေကြည့်ရင်းလို့လို့ရပါတယ်ရှင်။အော်ဟုတ်ဟုတ်ဟုတ်။ဒါလို့ဆိုတဲ့နောက်ဖျားဖူးချင်လို့ဘီယိုဘောလေးနဲ့ရိုက်ပြီးလုံးကလေးတက်ပြီးလို့။အော်ဟုတ်ဟုတ်။ဒါတော့ငါပြရတော့ဖျား။ဟိုငါပြရတော့ဖျားသာသနာဘောလေးရတောင်းစစ်ထားတယ်။ဘောလေးဘောလေးရ။

ခန္ဓာကုဋေတိုက်ဖြစ်ပါတယ်။ဘုရားစင်ညိုတော်ကိုပြမြော်ရတာလွန်တရားမှတပ်ပဲကြီးညိုစရာကောင်းလာတာကိုတွေ့ရပါတယ်။ ကောင်းဒါတော့အပြန်လန်းတလျှောက်ဘုရားပြန်ဝင်တဲ့မှာတွေ့ရတယ်။ငပြောသည်အုံသည်ကတော်ဘဲအတွက်ငပြောသည်အုံသည်ရောင်းတဲ့ဆိုင်နေဖြစ်ပါတယ်ခင်ဗျာ။တော်တော်များပါတယ်။ကဲကျွန်တော်ဒီနေ့ဘုရားဥစီရင်လေးရတော့ဒီလောက်ပါပဲ။60မျိုးရဲ့အထင်ကရတကူကြီးမဟာတိန်တော်ကြီးရှင်ဘုရားကိုကျွန်တော်ဒီလိုက်လိုက်ပြုဝင်တဲ့ဥဒ္ဒတရားများဟောပြရရှိနိုင်ပါစေကြောင်း ဆူတောင်းမြတ်တာပတ်အပ်ပါရခင်ဗျာ